ရှေ့ခေတ်ကတဲရိုဆိုတာကိုကြားဖူးကြမှာပါဒါပေမဲ့အဲ့ဒါကဝှက်ဖြူဖို့နေရာတက်တက်ပဲလားတကယ်တော့အဲ့ဒီထက်အများကြီးပိုပါတယ်စစ်ကြဝဠာတစ်ခုလုံးရဲ့ဒီဇိုင်းပုံစံကိုဖော်ပြနေတဲ့မြေပုံတစ်ခုဆိုရင်တော့ဟုတ်ပါတယ်ဒီနေ့ကျွန်တော်တို့ဒီရှေးဟောင်းတိဆော့ပုံကြီးထဲမှာဖွင့်ထားတဲ့ဖန်ဆင်းကြီးရဲ့လျှဝှက်ချက်ကြီးကိုအတူတူလေ့လာသွားကြမှာပါဆိုတော့အဓိကမေးခွန်းကဒါပါပဲတဲရိုဆိုတာဝှက်ဖြူဖို့အဆောက်ထားတဲ့အဆောက်အုံလေးတစ်ခုပဲလားဒါမှမဟုတ်စစ်ကြဝဠာတစ်ခုလုံးကိုပုံဖော်ထားတဲ့မြေပုံကြီးတစ်ခုလား ီမေခွင့်ရဲ့အဖြေကို အတူတူရှားကြည့်ကြရအောင်ပါ။ကဲဒီနေ့ကျွန်တော်တို့ဘာတွေပြောကြမလဲဆိုတော့အရင်ဆုံးဒဲတော်ကိုစကြဝဠာသေးစားလေးတစ်ခုအနေနဲ့ကြည့်မယ်။ပြီးရင်ဘုရားသခင်ရဲ့နိုင်ငံတော်အဲ့ဒီနိုင်ငံတော်ကိုပိုင်းခြားထားတဲ့အနယ်နိမိတ်ပြီးတော့မှကောင်းကင်ရောက်ကလောကနဲ့အမောင်ထူအကြောင်းနောက်ဆုံးတန့်စင်ခြင်းရဲ့အတဲဘဲကိုကြည်အင်တော်နဲ့ချီဆက်ပြီးလေ့လာသွားကြပါမယ်။ကဲပထမဆုံးအပိုင်းကိုစောက်ခွဲချရအောင်။တဲတော်သေးငယ်တဲ့စကြဝဠာပုံစံဒီစကြဝဠာမျိုးပုံကိုဖွင့်နိုင်မယ့်တော့ချက်ကဘာဖြစ်မလဲ။ ဒီမှာကြည့်လိုက်ပါဒါကကျွန်တော်ရဲ့လေ့လာမှုတစ်ခုလုံးအတွက်အဓိကပုံစံ blueprint ပဲဇာရရဲ့တစ်ဖက်မှာဖန်ဆင်းခံလောကရဲ့ဖွဲ့စည်းပုံတွေနောက်တစ်ဖက်မှာကျတော့တဲတော်ရဲ့သက်ဆိုင်ရာအစိပ်ပိုင်းတွေဒီနှစ်ခုကဘယ်လိုများတစ်ထပ်တည်းကျနေလဲဆိုတာကိုကြည့်ချင်းအားဖြင့်စကြဝဠာရဲ့လျှို့ဝှက်ချက်ကိုအပြေးချကြမှာပါဟုတ်ပြီအဲ့ဒီတော့မြေပုံရဲ့အမြင့်ဆုံးနေရာကနေစလိုက်ကြရအောင်ဖျားသခင်ရဲ့နိုင်ငံတော်ကောင်းကင်ဘုံထဲမှာရှိတဲ့နေရာပေါ့ ဒီမှာရှင်းရှင်းလင်းလင်းတွေ့နိုင်ပါတယ်။ကောင်းကင်မှာရှိတဲ့ဖျားသိရင်ရဲ့ပလင်တော်ဟာမြေကြီးပေါ်ကတဲတော်တွေကအလွန်တန်ရှင်းတော့ခတ်နဲ့တဲရဲ့အချိုးကျနေတယ်။ပြောရရင်ကောင်းကင်ကမူရင်မြေကြီးပေါ်ကတဲတော်ကသူ့ရဲ့ပုံရိပ်တော်မော်မော်ဒယ်တစ်ခုလိုပါပဲ။ဆန်လန်ကျမ်းမှာလည်းတွေ့အကြောင်းကိုအရန်လှလှပပရေးထားတာရှိတယ်။ကိုရော်တီအလင်းကိုဝုလုံကဲ့သို့ဝှချုံတော်မူ၏။ကောင်းကင်ကိုတဲကဲ့သို့ဖြန့်တော်မူ၏။ကြည့်လားကောင်းကင်မုံကြီးတစ်ခုလုံးကိုတဲတော်ကြီးတစ်ခုလိုပုံဖော်ထားတာ။ ဒါကြောင့်မြေကြီးဘော့ကတဲတော်ကအဲ့ဒီကောင်းကင်ဘော့ကတဲတော်ရဲ့ပုံစံငယ်လေးချင်းနေတာပေါ့ကဲအမြင့်ဆုံးပုံကြောင့် TV စကောက်အဲ့ဒီပုံနဲ့ဂျန်နဲ့လောကကိုပိုက်ခြားထားရဲ့အရာအဲ့ဒီနန်နီမီအကြောင်းစစ်ကြည့်ကြရအောင်အဲ့ဒါကိုဖန်ရေကန်လူခေါ်ပါတယ်ဖျားတဲ့ကျန်းကျန်းမှာဖော်ပြထားတဲ့ကောင်းကင်ဆိုင်ရာအသားအစီတစ်ခုပေါ့ဖျားရခင်ရဲ့ပတ်လင်တော်ရှိမှရှိတယ်လို့ဆိုပါတယ်ဒီဖန်ရေကန်ဆိုတာကစက်ကြဝလဖွဲ့စည်းပုံကိုနားလည်ဖို့တောချက်ကြတဲ့အရာတစ်ခုပါ ကျောင်းစာထဲမှာလည်းဒီအတိုင်းပဲတိတိကျကျရေးထားပါရဲ့ပလင်တော်ရှင်း၌လည်းကြောက်တလင်းနဲ့တူသောဖန်ရဲကန်ရှိရတဲ့ဆိုတော့ဒါကတကယ်ကိုအရေးပါရဲ့အစေးပိုင်းတစ်ခုပါပိုပြီးစိတ်ဝင်စားစရာကောင်းတာကပါလေဒီလားပြားတိကျမှပါတဲ့ဒီဖန်ရဲကန်ဟာကဘာဦးကြအခန့်ကြီးမှာပြောထားတဲ့မွေးမနာချက်အထက်ကရေးနဲ့အတူတူပဲလို့ဆိုကြတယ်ဒါကဘာကိုပြနေလဲဆိုတော့ဖန်စင်းချင်းရဲ့အစကတည်းကဒီနေနေမကရှိနေခဲ့တယ်ဆိုတဲ့တဘောပါပဲကဲကောင်းကင်မောထပ်ပိုင်းကိုလေ့လာပြီးပြီနေနေမကြောင်းလဲတီးပြီးဆိုတော့ အဲ့ဒီနေနေမရဲ့အောက်ဘက်ကောင်းကင်ဘုံအောက်ကလောကနဲ့အမောင်ထုအချောင်းဆက်သွားလိုက်ကြရအောင်။အောက်ပိုင်းနေဘယ်ဒီအိုခွိုက်ကြည့်မဲ့ဆိုရင် အလွာတွေရှိပါတယ်။မိုးမျက်နာချက်လို့ခေါ်တဲ့ကောင်းကင်ပြီးတော့ကျွန်တော်တို့နေထိုင်တဲ့မြေကြီးပြီးတော့လူမျိုးတွေကိုကိုးစားပြုတဲ့ပင်လယ်နောက်ဆုံးကတော့အမောင်ထုကြီးဆိုတဲ့မြရနာနိုင်ငံပေါ့။အဲ့ဩဇေယကောင်းတာက အခုနကပြောခဲ့တဲ့ကောင်းကင်မြေကြီးပင်လယ်မေရနနိုင်ငံဆိုတဲ့အောက်ပိုင်းနယ်ပယ်ဒီအလုံးကိုတဲတော်ရဲ့အပြင်ဘက်ရင်ပင်တစ်ခုတည်းကကိုစားဖြူနေတာပဲရပ်ပလင်ရှိတဲ့နေရာအဲ့ဒီနေရာကဒီလောကကြီးတစ်ခုလုံးရဲ့ပုံရိပ်ပါပဲကဲအခုကျွန်တော်တို့အဓိကအချက်ကိုရလာပါပြီတန့်စင်ချင်းရဲ့အတိတ်ပဲပြီးတော့ဂျေအင်ဒိုဒီနှစ်ခုကဘယ်လိုဆက်ဆက်နေသလဲဒီမှာချိတ်ဆက်မှုကိုတွေ့ပါပြီကောင်းကင်ဘော်ကဖန်ရီကန်ရက်မြေအကြီးဘော်ကပုံရိပ်ကပ်ပါလေ ဂျေးအင်ဒုံပါပဲထမြော်ရကြမှာဂျေးအင်ဒုံကိုအမျိုးသမီးတွေရဲ့ဂျေးမုံတို့နဲ့ပြုတ်ထုတ်ထားတယ်လို့ဆိုတယ်။မှန်တယ်နဲ့လို့ထားတာဆော့တော့သူ့ရဲ့အထက်အလုတ်ကရောင်ပြန်ဟပ်ဖို့အမှန်တရားကိုဖော်ပြဖို့ပဲ။ဂျေးအင်ဒုံရဲ့ဤရဲ့ချက်ကရှင်းရှင်းလေးပဲ။အစင်ကသူကမှန်လို့ပဲကိုယ့်ကိုပြန်ကြည့်လိုက်တဲ့အခါမတန်ရှင်းတာတွေအကုန်မြင်ရတယ်။အစင်နဲ့အဲ့ဒီမှာတန်ရှင်းဖို့အတွက်ရေလဲအစင်သင်ရှိတယ်။အစင်သုံး အဲ့ဒီလိုတန်ဆင်ပြီးမှပဲအထဲကတန်ရှင်တို့နေရာကိုဝင်ခွင့်ရမှာဒီတော့အဓိကချက်ကထားပါပဲယစ်ဘူရောဟီတီယောကတန်ရှင်လုံးနေရာထဲမှာဝင်ခင်ချင်းအိမ်တို့မှာစေးကြောရတို့လိုပဲဝင်ရင်တစ်ခုကလည်းကောင်းကင်ဘော်ကဖန်ရည်ကန်ကိုဖျက်ကျော်ဖို့အတွက်တန်ရှင်စင်ကြယ်ဖို့လိုအပ်တဲ့ဆိုတဲ့အချက်ပါပဲမိကြီးဘော်ကလောရကကောင်းကင်ဘော်ကလိုအပ်ချက်ကိုတိုက်ရိုက်ပုံဖော်နေတာပါကဲဒါစိန်တော့နောက်ဆုံးစဉ်းစားစရာမေးခွန်းတစ်ခုပဲကျန်ပါတော့တယ်အဲ့ဒီဖျက်ရည်ကန်ကိုဖျက်ကျော်သွားနိုင်ဖို့ကျွန်တော်တို့အစဉ်တင်စီပြီလား